policy စကားရိုက်ကူးမိလို့ကြော်ညာကုမ္ပဏီတွေရုပ်ရှင်ကုမ္ပဏီတွေကစာချုပ်ဖြတ်သိမ်းတာခံလာရကြောင်းသတင်းတွေထွက်လာတဲ့နေ့တို့အားလုံးသိကြတဲ့အတိုင်းအခုရပိုင်းမှာတော့နေတို့တရားတော်တော်လေးလူတွေရဲ့ဝေဖန်ခြင်းခံနေရတာပါနေတို့နဲ့မကပါဘူးတခြားသောမြန်မာနိုင်ငံကနာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့မြင်းမြအေချမ်းမောင် နေဝင်းနဲ့ရှာတော်မင်းသားတွေကလည်းပါဝင်တရုပ်ဆောင်ထားတာပါဒါအပြင်မင်းသမီးထဲမှာဆိုရင်လည်းမေမြတ်မို့ရှူလေးတို့ကလည်းပါဝင်ထားတာပါ ဒီလိုအစိုးရရဲ့နိုင်ငံရေး policy ပညာပေးစကားရိုက်လို့လဲလူတွေကတော်တော်လေးအမြင်ကန်နေကြပါတယ်။ဒါကြောင့်လဲနေတိုးကားဆိုရင်ဝိုင်းကော့လုံမှန်ဆိုပြီးပြောနေကြတာပါ။ဒီလိုလူမုံများစရာကိစ္စကြောင့်လဲနေတိုးအပါအဝင်အဆိုပါရုပ်တံဇာလန်တွဲမှာပါဝင်တဲ့တရုတ်ဆောင်တွေအလုံးထိခိုက်နစ်နာမှုတွေရှိနေတယ်လို့ဆိုပါတယ်။ Ampinio တည်င်းဌာနက ကျော်မျိုးမင်းရဲ့အဆိုအရကြော်ညာကုမ္ပဏီတွေ တော်တော်များများဟာအစောပိုင်းမှာနေတိုးနဲ့ရိုက်ကူးဖို့ကမ်းလှမ်းထားပေမဲ့ အခုတော့လူတွေဝေဖန်မှာဆိုတော့ဖျားလိုက်တယ်လို့တရားတာပါဒါအပြင်အခြားသောအေးချမ်းမောင်ပါဝင်တဲ့ရုပ်ရှင်တွေကိုလည်းလူဝင်မှုကြာသွားတယ်လို့ဆိုပါတယ်ကျော်မျိုးမင်းကတော့ဒီလိုတန်းချိုးပြီချိုးပြုရုပ်တံဇာလံတွဲမှာပါဝင်တဲ့အနုပညာရှင်တွေကထိခိုက်နေနိုင်ရတဲ့အပေါ်မှာကောက်ွယ်ပေးတင်ကြောင်းပြောကတခြားသောမင်းသမီးတွေမင်းသားတွေဖြစ်တဲ့ဖွဖွေးတို့ပြည်သူတို့အင်တရာကျော်စင်တို့ကဘာလို့လာတယ်ဥမဆောင်ကြတယ်လဲဆိုပြီးမေးခွန်းထုတ်လိုက်ပါတယ် အဲလာကမကောင်းတဲ့အယောင်မတယောက်ဆိုတာကိုရှင်းလာခဲ့တဲ့ဆွေပြည့်တဲ့ဆွေပြည့်တဲ့ကဟင်းဝင်ရံနဲ့လက်ထပ်လိုက်ပြီးဖြစ်တဲ့အတွက်ဟင်းဝင်ရံရဲ့မိသားစုနဲ့လည်းဆွေမျိုးတော်သွားပြီးဖြစ်ပါတယ်ဟင်းဝင်ရံရဲ့ညီမအဲလာနဲ့လည်းယောင်မအဖြစ်တော်သွားခဲ့ရပါတယ်အခုလိုဆွေမျိုးတော်သွားတဲ့အချိန်မှာအဲလာပြောခဲ့တဲ့စကားကြောင့်လူအများကဝေဖန်နေကြတာပါအဲလာကဆွေပြည့်တဲ့ကရှစ်ပြုတ်ကောင်းတဲ့အတွက်ချစ်ကျွေးခမ်းလို့ရပြီလို့ပြောခဲ့တာပါဒါကိုပြိတ္တတရှိုးကအဲလာတို့ကအစုပြည့်တစင်ကိုခိုင်းစားဖို့လမ်းတွေစနေတာလားလို့ ဝေဖန်နေကြတာဖြစ်ပါတယ်အခုလိုကိရစ်တွေထထွားရတဲ့အပေါ်မှာစွပြစ်တစင်ကသူနဲ့အဲလာကြားကဆစ်ဆန်ရေးကိုရှာပြလာခဲ့တာပါဟင်းဝင်ရနဲ့လက်ထပ်မှန်လို့ဆုံးဖြတ်လိုက်တဲ့အချိန်ကလေးကသူတို့မိသားစုဝင်တွေကနေနေထွေထွေဆစ်ဆန်ပေးကြောင်းကိုပြပြလာခဲ့တာဖြစ်ပါတယ်ဟင်းဝင်ရနဲ့စကားများတာတွေဆိုရင်လဲအဲလာတို့ကသူ့ဘက်ကနေတာယက်တီပေးတာလို့စွပြစ်တစင်ကရှင်းပြလာခဲ့တာပါဒါကြောင့်မို့အများထင်နေကြတယ်လို့အဲလာတို့ကအတူအပေါ်မှာ ပြင်ရန်ပြတော်မျိုးမရှိပဲ ကောင်းပေးကြောင်းကိုထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။စပစ်တဲ့စဉ်ကအဲလာတို့နဲ့အဆင်ပြေနေတာမို့စိတ်မပူဖို့အခုလိုဖွင့်ဟလာခဲ့တာပါ။ကိုငယ်ရဲ့မိဘတွေကကိုကိုတာသမီတွေလိုရှိခင်ပေးတဲ့အတွေ့ဝန်တာတဲ့ကိုငယ်ညီမဆိုရင်လည်းစပစ်ကိုအရန်ရှိတဲ့ဆိုပြီးပြောလာခဲ့ပါတယ်။စပစ်တဲ့စဉ်နဲ့လက်ထပ်ပြီးရင်လည်းငွေကြေးနဲ့အိမ်ထောင်ကိစ္စအားလုံးကိုစပစ်တဲ့စဉ်စိတ်တန်းကြတာလို့ဖို့ဖွင့်ပေးထားတာပါ။ဟေးဝင်တို့မိသားစုဘက်ကမိသားစုလိုတပေါ်ထားတာကြောင့်တာ မင်္ဂလာပွဲ၆ပွဲကိုအခမ်းအနားဆုံးကျင်းပခဲ့ကြတာဖြစ်ပါတယ်။မင်္ဂလာပွဲ၆ပွဲမှာတပွဲကျင်းပပြီးတော့ပြီဖြစ်ပြီး၁၇ပိုင်းမှာ၅ပွဲဆက်ကျင်းပသွားမှာဖြစ်ပါတယ်။ဟေဝင်ရန်ကလည်းစုပြည့်စုံကို၈တူဆိုတာထက်တငယ်ချင်းလို့ကိုပေါင်းတာပါ။ဟေဝင်ရန်တို့မိသားစုရဲ့အရှိခံဖြစ်နေရတဲ့စုပြည့်စုံကိုအားကြလားဆိုတာပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။